ျော်စရာသိပ်မကောင်းခဲ့တဲ့နိုင်ပွဲတစ်ပွဲမင်္ဂလာပါဗျကိုခင်းစတာဖုတ်ဘောရှူအနီကျူဝါရီကျွန်တော်ကမှာ Chelsea နဲ့ Tottenham Hotspur ရဲ့ပွဲပြီးသုံးသချက် full time review ကိုလုပ်ပေးသွားကြပါတယ်သူများတော်မပြောတဲ့ကျွန်တော်အတွက်တော့ဒီနိုင်ပွဲကအရင်ပျော်စရာမကောင်းခဲ့တဲ့နိုင်ပွဲတစ်ပွဲလို့ပဲပြောရမှာပါဘာကြောင့်လဲဆိုတော့ဒီပွဲစဉ်မှာ Chelsea အနေနဲ့ဒီထက်ပိုပြီးတော့ ဂိုးတွေပြတ်ခဲ့တင်တယ်။ဂိုးအိုဗာတဲ့ကိုနိုင်ခဲ့တင်တာပါ။အခွင့်အရေးကောင်းနေအများကြီးရခဲ့တယ်။ဒီအခွင့်အရေးတွေကိုမိမိရအတုံးမချနိုင်ခဲ့ဘူး။နုံနုံအဲ့လိုပြောလို့မရဘူး။မိမိရအတုံးမချနိုင်ခဲ့ဘူးဆိုတာဟိုအတုံးတော့ချလိုက်တယ်။ဒါပေမဲ့မိမိရမဖြစ်သွားတာအမိရဟိုမလုံနိုင်တာပေါ့နော်။ကျွန်တော်တို့ကြောင့်အဲ့လိုမဟုတ်ဘူး။မိမိရလည်းလုံနိုင်တဲ့အခြေအနေမျိုးအခွင့်အရေးမျိုးတွေရတယ်ဒါကိုမယုံကြည်နိုင်စရာကောင်းလောက်တဲ့ကိုယ်ရည်ကိုယ်သွေး ညံဖင်းမှုကြောင့်လိုအပ်မှုမဟုတ်တော့ညံဖင်းမှုလို့ပဲသုံးရမှာပါ။ဘာကြောင့်လဲဆိုတော့ဂိုးသမားနဲ့တယောက်ချင်းတွေ့တဲ့အခွင့်အရေးဒီဂိုးဝင်ဖို့အတွက်ရာခိုင်နှုန်းအများဆုံးပါ။အဲ့တော့ဂိုးသမားနဲ့တယောက်ချင်းတွေ့တယ်ဆိုတာလည်းအခြေအနေမျိုးစုံရှိမယ်။ဂိုးသမားနဲ့အရင်ဟိုဟာနှီးသွားပြီလား။ space ကတော်တော်ကတ်သွားပြီလား။ဒါမို့ရင်အရင် angle ဖြစ်နေလားတောင်းရင်းကြနေလားအဲ့လိုမဟုတ်ဘူးဂိုးသမားနဲ့လည်း ဒီ space ကကန်ကွင်းရတဲ့အခြေအနေမျိုးကျဲ့တယ်အင်္ဂလည်းအရင်မရဘူးအဲ့လိုအခြေအနေမျိုးတွေကို ဖြစ်တယ်လို့ကြီးဗျာတဲ့မလားရက်ကွက်အထိုင်လှုပ်လိုက်တဲ့ဟာကြီးကကြီးရှုတဲ့ပရိသတ်တွေကိုမလေးစားတဲ့ပုံမျိုးကြီးဖြစ်တယ်ကျွန်တော်ကတော့အဲ့လိုခံစားရတယ်ကျွန်တော်တို့ကတော့ထားပါဟို TV နဲ့ကြည့်တဲ့ကောင်တွေဗျာပြဿနာမရှိဘူးတိုင်းတစ်ပါးကြည့်တဲ့သူတွေသူတို့ကိုင်းထဲမှာလာကြည့်တဲ့ပရိသတ်တွေကို ် respect မရှိဘူးလားမသိဘူးဖြစ်ချင်တိုင်းဖြစ်လှုပ်ချင်တိုင်းလှုပ်အဲ့လိုမျိုးကြီးကန်တာ၃လုံးအဲ့ဒီ၃လုံးက၃လုံးလုံးဂိုးဝင်တဲ့အလုံးတွေကြီးပဲဂျာအိုပက်ဒရာနှလုံးဖြုံးတီးတယ်တစ်လုံးကဂျမီဂရန်စ်ကဖြုံးတီးလိုက်တယ်ဝင်မို့ခက်ခဲတဲ့အခြေအနေဆိုရင်ကျွန်တော်တို့ဘာမှမပြောလို့ဒါဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်ဝင်တဲ့အခြေအနေချဲ့သီးကြစီကိုထားတာနော်အဲ့လောက်ထိဟိုမစိုးရသင့်ဘူးဒီနေရာမှာလည်းတစ်ခုဖြစ်ဆိုပြောချင်တာက ကစားသမားကိုချစ်တာနဲ့အသင်းကိုချစ်တာမတူဘူးเนาะကျွန်တော်တို့ကအသင်းကိုချစ်တာအဲ့တော့ဒီကစားသမားတယောက်ကောင်းတယ်ဆိုရင်ကျွန်တော်ချီးကျူးမယ်ကျွန်တော်တို့အသင်းတို့ကအချိုးပြူတယ်အထောက်ကူဖြစ်တယ်ဒါဆိုရင်ချီးကျူးမယ်မကောင်းရင်မကောင်းဘဲဒါဝေဖန်ပါပဲကစားသမားကြောင့်အသင်းကိုချစ်တာမဟုတ်ဘူးအသင်းကိုချစ်လို့ဒီကစားသမားတွေကိုကျွန်တော်တွေအားပေးတာဒါလေးတော့ကိုကိုဝင်ပြသိစီခြင်းတယ်ထားပါဆိုတော့ဒီနေ့ပွဲဒီမှာ Chelsea ကပထမပိုင်းစမြင်လိုက်ခတဲ့ကမိနစ် အဲ7မိနစ်15မိနစ်လောက်တည်းစီးသွားတာကျွန်တော်တို့သတိထားမိတယ်ဒီနေ့ချယ်ဆီရဲ့အသက်ကြီးကွင်းလယ်ပိုင်းဖြစ်ပါတယ်ဘောလုံးပွဲတစ်ပွဲမှာအရေးကြီးဆုံးကကျွန်တော်အများအန်းလို့လို့အာပေါင်ပြောဘူးတယ်နော်ပြောနေသေးပဲကွင်းလယ်ကွင်းလယ်ဒီရှေ့တန်းအတွက်လည်းအထောက်အကူဖြစ်တယ်လို့နောက်တန်းစုဖွဲ့မှုအတွက်လည်းအများကြီးအထောက်အကူဖြစ်တယ်အဲ့တော့ပြိုင်ဘက်အသင်းရဲ့တိုက်စစ်စုဖွဲ့မှုတွေ ခံစစ်စုဖွဲ့မှုတွေကိုအကောင်းဆုံးကျွန်တော်ဂျားဝင်ဖြတ်တောက်ပေးထားနိုင်တာချက်စီးတင်ရဲ့ဂွင်းလေပဲအဲ့တော့အန်ဒမရက်စ်ကဒီနေ့အသုံးပြုခဲ့တဲ့ view အပိုင်းမှာဆိုရင် Reese James ကိုတပည့် pivot ပုံစံထားသုံးတာတော်တော်ကောင်းတယ်ဗျ Reese James ကဒီနေ့မှာ PPP ကစားပေးနိုင်တယ်မင်းအဲ့ဒီရမှာပဲဆိုတော့ inverted fullback ပုံစံမျိုး Judy Fashion နှစ်ခုမယူနဲ့ထားပါတော့ဗျာအရင်တော့ဆိုရင် Judy Fashion နှစ်ခုယူရတယ် right back မှာလဲဆိုတော့ပြီးရင်အထဲထဲကိုဝင်ပြီးတော့ဖြည့်ဆိုတော့ in position နဲ့ out of position ကိုအချိန်ပြီးကစားဒါဆိုရင်တော့ reach chain အနေနဲ့ကြံ့ခိုင်မှုပိုင်းအရာလိုလိမ့်မယ်ပွဲချိန်ကြလာနဲ့အမြကြလာလိမ့်မယ်ဒါပေမဲ့ Melugu Store ကို right back မှာတည်ပြီး reach chain ကအထဲထဲဝင်ဆော့လိုက်တဲ့အခါမှာအဆင်ပြေတယ်အဲပွဲတပွဲပြလီဗာပူးပွဲလားမသိဘူးကျွန်တော်တိတ်တော့မှတ်မိတော့အဲတော့ကတော့ Melugu Store အထဲထဲ reach chain ကိုနောက်မှ3ဘက်ပုံစံတည်တယ်အဲဒီပုံစံကတော့တိတ်အစင်မပြေဘူးတိုးတော့ဒီနေ့ပွဲမှာတည်သွားတဲ့ပုံစံကကွင်းလယ်မှာပို့ပြီးတော့ကျွန်တော်တို့စိုးမှုမှုအားကောင်းသွားတယ် တကယ်ကိုဘယ်လိုပြောမလဲအဲ3 ball 3 shape ပုံဂျမန်ကပေါ်တယ်ပေါ့နော်အမြဲတော့မဟုတ်ဘူးသို့တော့အဲ့ဒီ miffy try ကိုပုံစံကတော့ pp ပြမြင်ကိုပေါ်ခဲ့တယ်အဲ့တော့ကျွန်တော်တစ်ဖက်အသင်းကွင်းလင်ကစားသမား3ယောက်ကိုကျွန်တော်တွေက3ယောက်3ယောက်ချင်းကစားရတယ်ဆိုပေမဲ့တခါတည်းကမှမဲလူကူစတိုရဲ့အလွတ်တွေဝင်ပြီးတော့ရှေ့လေနောက်လိုက်လှုပ်ရှားမှုကြောင့်ကျွန်တော်ပို့ပြီးတော့ စိုးမမှုအားကောင်းခဲ့တယ်။ဟုတ်ကဲ့ကျွန်တော်ညီကိုတွေတလက်စားရဲမိတ်ဆက်ပေးချင်တာကတော့ဘောလုံးမွဲတွေကစားချင်တယ်ဆိုရင်စီနီယာတော့ချက်စီမှာမောင်ငါးချောင်း IMAC ကိုရှိကိုငါးတလုံးမစ်တိုကိုမမ်ဘာတဲ့ unit ဖြစ်အပူထူကြီးနဲ့ဂျုံကြီးသွားကစားလို့ရပါတယ်အသေးသေးသိချင်တယ်ဆိုရင်တော့ဘာဘာနံပါတ်39 893180380မှာဆက်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာအဲဒီလိုမျိုး Melogu Store နဲ့ Reese Jane ဘက်ကအားကောင်းသွားတာကလေ Torrion Spa ရဲ့ Badvol Saucy ထွက်သွားလို့ပေါ့နော်ခေါင်းကို ဟိုဘောလုံးနဲ့ကန်ခံလိုက်ကြတယ်။သူကတော့မထွက်ချင်ဘူး။ဘတ်ဗောတာရှိနေမယ်ဆိုရင်အဲ့ဒီဘက်ကထင်တယ်လို့လို့ဖြစ်မှာမဟုတ်ဘူး။မယ်လိုဂူစတိုနဲ့ဘတ်ဗောတို့တောက်လျှောက်ထိတ်တိုက်တွေ့ဆုံသွားမှာပေါ့။ဘတ်ဗောထွက်သွားတဲ့အချိန်မှာကျွန်တော်မြင်ရတော့တော့ဇာဗီဆိုင်မွန်ဆိုရင်လာတယ်။ဇာဗီဆိုင်မွန်ရဲ့ defensive action ကအလောက်ထိကောင်းမနေဘူး။အဲ့တော့ကြောင့် re-shame မယ်လိုဂူစတိုကပို့ပြီးတော့လှုပ်အားနှုံးပြည့်ပြည့်နဲ့အဲ့ဒီ right side တလျှောက်လုံးပေါ့နော်။အင်ပြည့်အားပြည့်ကစားနိုင်ရတယ်။အဲ့တော့ကြောင့်ဒီနေ့ပွဲစဉ်မှာ ရီးချင်းကိုအထဲထဲထည့်သုံးပြီးတော့ဂူစတိုကိုဟိုအလွတ်ကစားစေတယ်။နောက်တန်းမှာတခါလေးကျရင်၃ယောက်ပုံစံပေါ်တယ်။ကူကူရဲရောက်အရင်ရှစ်မတက်ခိုင်းတဲ့ပုံစံအဆင်ပြေတယ်လို့တော့ကျွန်တော်ယူဆပါတယ်။အဲဒါကြောင့်ပြိုင်ဘက်အသင်းရဲ့ကွင်းလယ်မှာဒါပယ်လင်ညာတို့လိုမျိုးမာဂုံရှိတဲ့ကစားသမားတော်မှာထင်သလောက်အလုံးမဖြစ်ခဲ့ဘူး။ဘန်တန်ကဘောဝင်းနဲ့လိုက်လို့ပြင်မဲ့လေ။ကိုက်စီတို့ရဲ့တယောက်တည်းကစားသွားတဲ့လှုပ်အားနှုံးရပူပြီးပြည့်တယ်ပူပြီးကျဲနေဗျာကိုက်စီတို့က ကစားသမား2ယောက်စာလောက်ဖြည့်ပြီးတော့ကစားနိုင်တာဟုတ်အဲ့တော့ကြောင့်ပြိုင်ဘက်က3ယောက်ကစားနေရဆိုရင်ကျွန်တော်တွေကကိုက်စရိုရဲ့လှုပ်အားနှုံးရမ်းကောင်းတော့4ယောက်ပုံစံမျိုးဖြစ်တယ်တခါလေကျရင်မဲလိုဂူစတိုပါထပ်ပေါင်းလိုက်5ယောက်ပုံစံမျိုးဖြစ်တယ်ပြိုင်ဘက်အသင်းရဲ့တိုက်စစ်ကစားသမားတွေအကုန်လုံးအသက်မဲ့သွားအောင်ဇာဗီဆိုင်မွန်စတီမကောက်ဘူးမာမက်ကူဒက်စ်ရနကိုလိုမူယာတွေအားလုံးပါပဲအဲ့တော့မာမက်ကူဒက်စ်ကလည်း individual skill ဘလောက်ပဲကောင်းကောင်းကွင်းလေကဘလုံးပေးပို့မှုမရှိတဲ့အခါကျရင်သူတယောက်တည်းဆွဲပေးမှု လှုပ်ရမယ်သူတယောက်တည်းထိုးပေါက်မှုတွေလှုပ်ရမယ်အဲ့တော့ကစားသမားတယောက်ကဘလောက်ရနေဘလောက်ထိထိုးပေါက်မှာလဲလူပဲလေဗျာအင်အားကုန်တာပေါ့အဲ့အချိန်မှာနောက်မှကိုကူရီယာအရှိလေအရင်မတက်ဘူးအထက်တဲ့ကိုလည်းအရင်ဝင်မကစားအောင်သူဒီနေရာမှာရဲ့ပုံတွေဒီနေ့အပြည့်ကစားသွားတာအဲ့တော့ကြောင့်မဟမ်မတ်ကူရက်ကအကောင်းဆုံးအင်ပြည့်အပြည့်နဲ့ထိန်းချောင်းနိုင်ခဲ့တယ်ဒီကွင်းလေစုဖွဲ့မှုကပဲဒီပွဲစဉ်မှာ စကားပြောသွားခဲ့တာပါဆော့ ကျွန်내အားမရတဲ့အပိုင်းတွေကိုပြောရမယ်ဆိုရင်ဒါရှေ့မှာဂိုးမွေတဲ့အပိုင်းတွေကိုလည်းပြောပြီးပေါ့နော်အဓိကထောက်ပြချင်တာအယ်ဒူမာရက်စကာရဲ့ဒီပွဲပေါ်မှာဟိုအပိသက်ချင်းကတ်သွားပုံပေါ့ဗျူအပိုင်းကကြိုက်တယ်မှန်တယ်အဆင်ပြေတယ်လူထုပ်ပုံကြီးကကျွန်တော်နားလည်လက်ခံတယ်ဒါပေမဲ့တကိုးကိုထိန်းသွားတာကအနေရများတယ်ဗျကျွန်တော်တို့နောက်တန်းဒီပွဲစဉ်တိုင်းမှာဂိုးတွေကိုလွယ်လင်းတကူခွင့်ပြုနေရတာ လက်ပြပေါ်အထဲတဲကိုမြောက်ထည့်ပေးလိုက်ဘောင်းဆွေလာကလည်းဖောက်ဖောက်ဖောက်ဆိုကိုသွင်းသွားတဲ့ပွဲပေါင်းကမနေဘူးလိုက်ကြည့်ကြည့်အဲ့လိုပွဲပေါင်းမနေဘူးအဲ့လိုခံစစ်ကိုဘာကြောင့်ယုံကြည်ပြီးတကူကိုထိန်းတာလဲထုတ်တင်ထုတ်တိုက်တဲ့ကစားသမားတွေမထုတ်ပဲနော်လဲတင်လဲတိုက်တဲ့ကစားသမားတွေမလဲပဲနဲ့ပွဲကိုလုံးဝတန်ဖိုးလျှော့ပြီးတော့ကွန်ထရိုးလုပ်လိုက်တာဒီကျွန်တော်ကတော့အရေးဆုံးနဲ့လုပ်ရလို့ထင်တယ် မှားတယ်မှန်တယ်တော့ကျွန်တော်မပြောလို့ပါဘူးကျွန်တော်တွေရဲ့ဘေးပရိသတ်ဗျာပွဲကြီးပရိသတ်လောက်ပဲရှိပြီဒီဘဲတွေကပရိုတွေတို့ပဲမလုံးတင်ဘူးပေါ့နော်တကယ်လို့ဒါတရင်ဟော့စပါဂိုးတကူရသွားရင် ကျွန်တော်တည်ကြအောင်မယ်ပွဲထိတ်မှုပဲကြိုးစားခဲ့တဲ့ risk you move တော့ကျွန်တော်အံ့ဩမိတယ်စော်ကြီးတွေကခြေသွမ်းပြနိုင်တဲ့ကစားသမားတွေအများကြီးရှိတယ်ပက်ဒရိုနက်တိုတို့ JB တို့တောက်လျှောက်ပေါ့အကစားသမားတွေနေရာမှာအစီဖောင်းကိုစောစီးထည့်လိုက်မယ်ဆိုရင်တူးစီးတော့အခွင့်အရေးမျိုးအချိန်ကာမျိုး ဖြစ်သွားနိုင်သေးတယ်။အန်လူဒီနေပွဲစဉ်တစ်ပွဲလုံးသွားဆောင်ရင်ကောမပြနိုင်ဘူး။ selfish ဒီအရန်ဖြစ်တယ်။တောင်မန်းနှစ်ယောက်လောက်တက်လာတဲ့အချိန်ဒီမှာဘောလုံးပေးလို့ရတာမပေးပဲတယောက်ထဲကန်တယ်။မပေးသင့်တဲ့အချိန်ဒီတယောက်ထဲကန်ရမယ့်အချိန်ကြတော့လူတွေပေးတယ်။အန်လူအမမယွင်းနေဖြစ်နေတာအများကြီးပဲ။ defensive action တွေလည်းအဲ့လောက်မပေးနိုင်ဘူး။ကိုင်စီတို့ကြီးကျန်းလုံးအကြီးလို့ကောင်းလုံးအကြီးလို့ကျွန်တော်တို့ခံတာ။ဒါပြင်ကနာချူလူသားလဲမှုကလည်းအနေငယ်မေကွန်းထုတ်စီရတော့ဖြစ်တယ်။လဲမှလည်းပက်ဒရိုနက်တိုကိုလဲရမှာဗျာ ကနာချူကျူးစားပန်းစားကစားပြီးသွားတာတွေကျွန်တော်အများကြီးမြင်ခဲ့ရတယ်။ဟိုတချို့လိုအပ်ချက်လေးတွေတော့ရှိတာပေါ့ဗျာ။ဒါပေမဲ့တကယ်ကိုယုံပြီးသွားခဲ့တာပါဒီကလေး။အဲ့တို့ကြောင့်အန်ဒူမာရက်စကာရဲ့ပွဲစဉ်တစ်ပွဲပေါ်မှာပွဲပြီးကန်ဒီအချင်းကတ်တဲ့အမြင်တော့ကျွန်တော်တိတ်ပြီးဟိုလက်မခံခြင်းပေါ့နော်။ဒါတော့ပါပဲ။အဲ့တော့ကျွန်တော်နိုင်သွားတယ်ဒီနိုင်ပွဲကဘလို့ပဲဖြစ်ဖြစ်အကောင်းဘက်အမြင်တော့ကောင်းတော့နိုင်ပွဲတစ်ပွဲပေါ့။မနေ့ပြန်ရအောင်ဟိအကြိုက်ဆုံးသတ်သမ5ရောက်ကိုရွေးထုတ်သုံးသက်ဆွေးနွေးပြပါအောင်ခင်ဗျာ။အခုတော့ ခဏတော့နှုတ်ဆက်ပြရသည်ကျေးဇူးများ၏တမားတယ်